စစ်တပ်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့ကနေစတင်ကျင်းပမယ့်ရွေးကောက်ပွဲရဲ့အတွက်ဒုတိယအကြိမ်မဲဆင်းတွေကိုနိုဝင်ဘာလ22ရက်ဒီကနေ့ကနေစတင်ပြီး14ရက်အကြာရက်ကွက် JR မှာကတ်ထားတင်နာမှာဖြစ်တယ်လို့ထုတ်ပြန်လိုက်ပါတယ်။မဲဆင်းပါအချက်အလက်တွေတည်ဆုံမှုရှိစေဖို့အတွက်အင်တာစုတစုကိုအ ਨੇ စုံလူတအုပ်လာရောက်ကြည့်ရှုဖို့ UEC ကညှိတာထားပါတယ်။ မဲဆေးမှာအမိမပါတဲ့သူတွေဟာပုံစံ၃နဲ့နမိန်ထည့်သွင်းတာမပါဝင်တဲ့သူတွေကိုပုံစံ၄နဲ့ကန့်ကွက်တာနဲ့အချက်အလက်တွေမှားယွင်းရင်ပုံစံ၄ကငယ်နဲ့ပြင်ဆင်စွာတင်သွင်းခြင်းတွေကိုဆောင်ရွက်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ 2025ခုနှစ်ရွေးကောက်ပွဲဟာမြို့နယ်ပေါင်း330အနက်294မြို့နယ်မှာသာခွဲပြီးကျင်းပမှာဖြစ်ပြီးမဲပေးတဲ့စနစ်ကိုလည်း electronic မဲပေးဆက် MEPM စနစ်နဲ့ပြောင်းလဲတင့်သုံးမှာဖြစ်တာကြောင့်တည်သူအများပြားကတော့ဒီဆက်ဟာမဲလိမ်မှုအတွက်ထုတ်ထားတာလို့ဝေဖန်မှုတွေရှိနေပါတယ်။နိုင်ငံတကာကလည်းလက်ရှိအခြေအနေမှာလုပ်တဲ့ရွေးကောက်ပွဲဟာတရားမျှတပြီးလွတ်လပ်တဲ့ဆိုတာယုံကြည်စရာမရှိဘူးလို့ဆိုထားကြပါတယ်။